မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဆောင်းမရှင်ထွန်လင်းရဲ့တလက်ရင်ကျေးမှုနဲ့မြမကံကြမ္မာဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ပထမပြည်တွင်းစင်မီကိုကြော်ငိမ့်နဲ့ဘဆွေက မှုခဲ့တယ်လို့ဆိုတဲ့ Facebook ပို့တစ်ခုမကြသေးခင်ကလိုင်းမော်တက်လာပါတယ်ရေးသူက88မျိုးဆက်ចောင်းသားတအုပ်မှု အသက်90ကျော်ရွယ်နိုင်ငံရေးဖြတ်သန်းမှုတစုံတရာရှိသူတအုပ်ရဲ့ ြည်တွင်းစစ်မှတ်ချက်ပေါ့ကျွန်တော်တို့ငငယ်တုန်းကဖက်ခက်မှတ်ခဲ့တဲ့လက်ဝဲစာအုပ်တွေကဒီနေ့ထိတိုင်သူ့ကိုလွှမ်းမိုးထားစေမှုအံ့အားသင့်ရပါတယ်လက်ရဆိုရှယ်လစ်အချောင်သမားကျော်ငိမ့်နဲ့ဘဆွေကိုခြေမုံကြားဆိုတဲ့ရှစ်တယောခါကရဲရဲတောက်ကြွေးကြော်တန်ကိုလည်းအရှင်လက်လက်ပြန်ကြားရပါတယ်လွတ်လပ်ရင်းနဲ့တူလက်ဝဲလက်ရအပြုတ်တအမြင့်ဖြက်ချွင်းချက်ဆိုတာမျိုးမရှိ ပြည်ရင်းစရက်တရက်ခံဟာဒင်းပဲဆိုတဲ့အပြန်လန်လက်ညှိုးငေါငေါထိုးအဖြေထုတ်ပြည်ရင်းစင်မီကိုမြိုက်ပေးတဲ့အချက်လက်ပေါင်းများစွာရှိပေမဲ့နိုင်ငံရေးပညာရှင်ဒေါက်တာဗမော်ရဲ့မှတ်ချက်ကပြည်ရင်းစင်မီရဲ့အရင်မြစ်ဒုတိယကမ္ဘာစစ်ကာလကိုဖြတ်သန်းလာခဲ့ကြတဲ့ဗမာလူငယ်တွေလက်နက်ရဲ့အရသာကိုကောင်းကောင်းသိသွားကြပြီပြည်ထနာတွေကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့မစင်စားကြတော့ဘဲ လက်နက်ကင်ထကြွနင်းနေတာဖြေရှင်းဖို့ထက်တန်နေကြပြီတဲ့ဒေါက်တာပမော်ကဆိုပါတယ်လဝဲလက်ရနိုင်ငံရေးသမားတွေကတမိုင်းတရခံကိုသာအညိုတကြီးရှာဖွေခဲ့ကြလေတော့ကိုရုပ်ကိုမှန်တဲ့ရဲရဲကြည့်ဖို့ကိုပောင်ကိုလှန်ထောင်းဖို့ဆိုတာမေ့လျော့ခဲ့တဲ့ပုံပါပဲအာနာဟာတနက်ပြောင်းွားကနေသာထွက်လာမယ်လို့အလွတ်ကျက်ဖြေဆိုခဲ့ကြလေတော့ဟုံဟုံတောက်နေတဲ့စင်မီတဲ့ တက်စီလောင်းနှိမ့်သက်ခြင်းသာတက်နိုင်ခဲ့ကြပါတယ်ဒေါက်တာလက်နှက်အင်းအိုင်လက်ဖွဲ့တွေဟာနေမဝင်အင်ပါယာကြီးတို့ခြင်ကိုက်တလောက်သာတက်နိုင်ကြောင်းတောင်သူလယ်သမားအရေးတော်ပုံနဲ့ကျိုးစင်ပေါ်တက်သွားတဲ့ဆရာဆန်စီကဗမာလူငယ်တွေသင်အန်ခဲ့ရပါတယ်၆မြို့ကနေရန်ကုန်အထိကြီးတက်ခဲ့တဲ့1300ပြည့်အရေးတော်ပုံကြီးဟာအရေးပါတဲ့လူမှုတိုက်ပွဲကြီးတည်းရဲ့အဖြစ်ခန်းနာခဲ့ပေမဲ့ ဆုံးသက်တိုက်ပွဲတို့ချီရာခြေလှမ်းတလန်းသာဖြစ်ကြောင်းလဲတခင်လူငယ်တွေကိုတွေ့ကြုံခဲ့ပါတယ်။လူငယ်တွေစစ်ပညာတတ်ဖို့လိုတယ်လူငယ်တွေရဲ့လက်ထဲတနက်ရှိမှဖြစ်မယ်။စစ်တပ်ရှိမှအင်္ဂလိပ်နယ်ချက်ကိုစိန်ခေါ်နိုင်မယ်လို့လဲအဲ့ဒီခေတ်ကသင်ကြားပေးခဲ့တယ်။ပြန်လည်တဲ့ကြသွားတဲ့အတချောင်းကိုလိုက်ရှာရသလိုဖြစ်ချင်ရာဖြစ်နိုင်ငံခြားထွက်တနက်ရှာပုံတော့ဖွင့်ကြတယ်။တနက်ပေးမယ် စစ်ပညာပေးမယ်ဆိုတဲ့ဂျပန်နဲ့ဖြစ်ချင်အားဖြင့်လက်ချင်းချိတ်ခဲ့ကြတယ်။တနက်နေ့နဲ့ရဲဘော်များများဆိုပေမဲ့ဘာပဲဖြစ်ဖြစ်တိတ်မကြတဲ့အချိန်တွင်အိမ်မက်ဟာလက်တွေ့အဖြစ်ဗမာတပ်မတော်ကြီးတီထောင်နိုင်ခဲ့ပါတယ်။တနက်တနက်ချင်းရှင်ပြိုင်တိုက်ခိုက်တော့မှနမဝင်အင်ပါယာကြီးအိန္ဒိယပြည်ရာကြောင်းမျက်မြင်တွေ့ခဲ့ကြတယ်။ဂျပန်ပေးတဲ့ရွှေရည်စိန်လွတ်လပ်ကြီးရကြတယ်။ ဂျပန်ပြည်တော်အာနာနဲ့အစိုးရတွေပါတွေလည်းဖြစ်လာတယ်ပေါ့ဂျပန်တင်ပြခဲ့တဲ့စစ်ပညာနဲ့ဂျပန်ကိုတော်လှန်ရမယ်ဆိုပြီးမဟာမိတ်တွေနဲ့ချိတ်ဆက်ကြပြန်တယ်လူကရှိပြီးသားတနက်ရှိဖို့ရာနံပါတ်1ဒုတိယကမ္ဘာစစ်ဆိုတာစပွားိုင်းပေါ်မှာညှင်းခုံဒီဗိတ်လောက်ကြတာမှမဟုတ်ပဲတနက်ချင်းအသက်ချင်းနိုင်ငံချင်း အုပ်စုချင်းနိုင်တဲ့သူကသွေးနဲ့ဖောက်ထားတဲ့ရှမ်ပိန်တောက်ကသမိုင်းမော်ကွန်တင် ောင်နိုင်သူတွေသာတမိုင်းရေးကြကြောင်းအန်တင်တင်ကျိတ်ခေါင်းငိုက်ဆိုင်ချဂျပန်တွေကိုဒုတိယကမ္ဘာစစ်ပြီးမှကောင်းကောင်းမြင်ခဲ့ကြတယ်ဒုတိယကမ္ဘာစစ်အပြီးတနတ်ယဉ်ကျေးမှုကိုအကောင်းဆုံးထုစစ်နိုင်ခဲ့ကြတယ်တနတ်သားလျင် အာနာကိုအဆုံးဖြတ်ပေးမယ်လို့ကောင်းကောင်းတည်သွားကြလေတော့တိုးတိုးတိတ်တိတ်တနတ်တွေစူးကြပေါ့တနတ်ယဉ်ကျေးမှုရဲ့တိတာထင်ရှားတဲ့ပထမအချက်က ဂလုံဥစောကိုတနက်နဲ့ပြစ်ခတ်လုံကြံမှုပဲအရာရဲ့အဆက်နိုင်ငံရဲ့အကြံဖတ်မှုဒင်းတို့သေးရင်ငါအာနာရမယ်ဆိုတဲ့ဥစောရဲ့မတော်အိမ်မက်ဥအောင်စန်းနဲ့အစိုးရအဖွဲ့ဝင်တွေအတွင်းဝင်ရုံမှာသွေးချောင်းစီခဲ့ရပေါ့ပြီးတော့လွတ်လပ်ရေးရတဲ့1948ခုနှစ်ထဲမှာပဲနိုင်ငံသားရေးဝန်ကြီးဟောင်းဦးတင်ထွတ်ကာဘုံထောင်လောက်ကြံခံရတယ်ဒီနေ့ထိတိုင်းလက်သေးမပေါ်ပါ တနတ်ယဉ်ကျေးမှုကတိတ်အားကောင်းလွန်းလေတော့စန့်ကျင်ဘက်အရကဒီမိုကရေစီယဉ်ကျေးမှုဆိုတာကြီးခေါမဖော်နိုင်အောင် ပြပြမှောက်ခဲ့ရတယ်ဒီမိုကရေစီယဉ်ကျေးမှုဆိုတာပြဿနာတွေကိုသဘောအဝိုင်းပေါ်မှာဆွေးနွေးဖြေရှာခြင်းဆွေးနွေးမှုတချို့ရှိခဲ့ပေမဲ့အဖြေရှာခြင်းလို့ဆွေးနွေးနေကြတာမဟုတ်လို့လက်ညှိုးငေါငေါထိုးကြတဲ့ဆွေးနွေးပွဲတွေသာဖြစ်ခဲ့ပါတယ်တနတ်ယဉ်ကျေးမှုကအားကောင်းလာတော့စစ်တပ်လည်းအားကောင်းလာတယ် စစ်တပ်အားကောင်းလာတော့စစ်သားတွေက သူတို့ကိုသူတို့အသက်ပေးတိုက်ကတိုင်းပြည်ကို ကာကွယ်နေသူတွေပြည်သူတို့ရဲ့ကျေးဇူးရှင်တွေအဖြစ်ကိုကိုကိုဟုတ်လာပြီးထင်တော်တယ်။နိုင်ငံရေးသမားတွေကအာချောင်ဖို့သာတက်ဆွမ်းပြီးအဲ့ဒီလိုအာချောင်တတ်သူတွေရဲ့အာဏာတည်မြဲရေးတွေငါတို့စစ်သားတွေဘာကြောင့်အသက်ပေးနေရတာလဲလို့လေမေခွန်းထုတ်လာတယ်။နောက်တစ်ဆင့်သူတို့လောက်တော့ငါတို့လည်းတိုင်းပြည်အုပ်ချုပ်နိုင်တာပဲဆိုတဲ့ဘဝင်နဲ့တနတ်ကို ခတင်းတင်းစုတ်ကင်လိုက်မိတဲ့အချိန်တိုင်းပြည်ရဲ့ကံကြမ္မာဟာ အာနာသိန်းချင်းဘူတာမှာထိုးဆိုင်တော်ပါတယ်ပထမအာနာရှင်26နှစ်ကမ္ဘာစင်ရဲဆုံးနိုင်ငံအဆင့်ထိရောက်အောင်ညံကြီးရှင်စစ်ဘိုလ်ချုပ်တွေခြေစွမ်းတက်ခဲ့ပါတယ်မသိမချင်းနေမဝင်ဘူးလို့ထင်ခဲ့တဲ့နေဝင်းကို ရှစ်လေးလုံးရေတော်ပုံကြီးကမြမနိုင်ငံရေးစင်မြင့်ပေါ်ကနေကန်ချနိုင်ခဲ့ပါတယ်ဒါပေမဲ့ တိုင်းပြည်အာဏာကိုဘိုးဘွားအမွေလိုမှတ်ယူနေတဲ့စစ်တပ်ကထမှန်အာဏာသိမ်းကဒုတိယစစ်အာဏာရှင်ခေတ်ကို ပြည်သူအသက်တွေချနှင်ပြီးထူထောင်တနတ်ရင်ကျေးမှုကို လက်ဆင့်ကမ်းခဲ့တယ်။အခုတော့တတိယအာဏာရှင်ခေတ်ကိုထူထောင်ဖို့မအောင်မြင်တဲ့အာဏာသိမ်းပွဲနဲ့စစ်ဘိုလ်ချုပ်တွေအိမ်မဆိုးမက်နေတဲ့ကာလတနတ်တနတ်ချင်းတက်တက်ရှင်ခဲ့တဲ့နှစ်ပေါင်းများစွာတွင်အမြင့်ဆုံးယေရှုမှတ်သို့ရောက်ရှိနေပါပြီ။ တဏ္ဍယဉ်ကျေးမှုကိုတဏ္ဍနဲ့ရှင်းကမြေမြုပ်တကြိုပြစ်မယ်ဆိုတဲ့ကြွေးကြော်တော်ကလည်းကြားရတဲ့ကာလပေါ့လက်နက်ကိုကြကြအားကိုခဲ့တဲ့သူတွေဟာလက်နက်ကိုအင်အားလို့ထင်သွားကြကြောင်းဒေါ်အောင်ဆန်းစုကြည်ဆိုခဲ့ဘူးတဲ့စကားကြက်ကြက်မှတ်သားကြဖို့လိုပါမယ်တဏ္ဍတွေကြည်စံတွေရဲ့ကြားတဏ္ဍယဉ်ကျေးမှုဘယ်လဲဆိုတဲ့မေခွန်းထုတ်တန်ကိုလည်းအကျယ်လောင်ဆုံး ကြားနေရပြန်ပါတယ်ခမ ्या